ေသမားအလုံးမင်္ဂလာခင်ဗျာ one friday fight 110ပြိုင်ပွဲကြီးမှာပွဲထိုးခဲ့တဲ့ကျွန်တော်မှ fighter လေးထွန်းမင်းအောင်မျက်ခုံးကွဲသွားတာတော့ပြည်သက်တွေသိရှိပြီးသားပါသူအဲ့ပြိုင်ပွဲမှာ time fighter chef fat နဲ့ပွဲထိုးခဲ့ရတယ် chef fat ကိုသူဒီအလဲထိုးနဲ့အနိုင်ရလိုက်တယ်ပေါ့လေအဲ့ပြိုင်ပွဲမှာထွန်းမင်းအောင်ကမျက်ခုံးကွဲသွားခဲ့တယ်ပွဲပြီး in out ဖြစ်ချိန်မှာလည်းသူမျက်ခုံးကွဲတာကြီးကသိတာလုံးနေခဲ့တယ်အခုတော့အဲ့မျက်ခုံးကွဲတာကိုထွန်းမင်းအောင်ကဒါဆရာမသိသွားပြီးရှုပ်လိုက်ပေါ့လေ ဒဏ်ရာကိုချုပ်လိုက်တဲ့အချိန်မှာ18ချက်တောင်ချုပ်လိုက်ရတယ်လို့သိရှိရတယ်ခင်ဗျအဲ့တော့ထုံးမင်းအောင်ကတော်တော်လေးတော့မျက်ခုံကွဲတာအထိနာပါတဲ့ပုံရပါတယ်ချက်ဖက်နဲ့ပွဲမှာထုံးမင်းအောင်ဟာတကယ့်ကိုအံ့အားသင့်စရာကောင်းတဲ့ကမ်ဘက်တစ်ခုနဲ့တူပြန်လာနိုင်ခဲ့တယ်ပထမပွဲကြီးမှာသူဒီအောက်ဆီယာထိုးခဲ့ရတဲ့နေရာဖြစ်ခဲ့တယ်နှစ်ယောက်ဆိုင်ထိုးတဲ့အချိန်မှာမထင်မဲ့ပဲကျွန်တော်ရှေ့မှာပြောခဲ့တဲ့မျက်ခုံကွဲတဲ့ဒဏ်ရာကိုသူရရှိသွားခဲ့တယ်ရရှိသွားတဲ့အချိန်မှာကွင်းပေးကိုသွားပြီးတော့ဆရာဝန်စီမှာသူစစ်ဆေးမှုခံယူရတယ် အစစ်စစ်မှုခံယူတဲ့အချိန်မှာသူ့ကိုထွန်းထွန်းမင်းကလှမ်းပြီးတော့တခုပဲမှာတယ်ရတယ်ရတယ်ပဲပြောဆက်ထိုးမယ်ပဲပြောရတယ်ပဲပြောဆိုပြီးတော့သူ့ညီကိုမှာတယ်ဘာကြောင့်လဲဆိုတော့ထွန်းထွန်းမင်းရှင်းပြတာကသူ့လဲမျက်ခုံကွဲသွားပြီဆိုတော့သူ့ညီတော့ရှုံးပြီလို့ပဲထင်ထားခဲ့တာတဲ့ဒါပေမဲ့သူ့ညီကနေစိတ်တကြကြီးမထိုးတော့ဘူးလို့ပြောလိုက်ရင်ဆရာဝန်ကလက်မကိုအောက်ဆိုင်ပြလိုက်မယ်အဲ့ဒါဆိုကျိုးဝိုင်းတိုင်တို့ကြီးက ပွဲကိုရန်နာလိုက်ပြီးတော့တစ်ဖက်ကရှက်ဖက်ကိုအနိုင်ပေးလိုက်အောင်ပေါ့လေဒီတော့ကို့အနေထားအရဒါကဒူးတော်တိုင်းဖြစ်သွားပြီအဲ့တော့စက်ထုံးမယ်ပဲပြောရှေ့မှာလဲပွဲဆက်ပြတ်တော့တာက6လတောင်ကြာမြင့်ခဲ့ပြီဒီပွဲမှာကိုကဆက်မထိုးလို့ရှုံးသွားခဲ့ရင်ကို့ဘက်ကအခံပက်ကြီးပဲဖြစ်သွားမယ်ဒီတော့စက်ထုံးမယ်ပဲပြောဆိုပြီးတော့သူ့ညီကိုသူကြိုးဝိုင်းတဲ့ကိုပြန်ဝင်ဖို့ပြောလိုက်တာဖြစ်တယ်ဆိုပြီးတော့ထုံးမင်းကရှင်းပြသွားခဲ့ခင်ဗျနောက်ဆုံးမှာတော့ထုံးမင်းအောင်ဟာအာအသင်စရာကောင်းတဲ့ကမ်ဘက်နဲ့အတူ တကယ်ပဲလှလာပါပြန်လာနိုင်ခဲ့ပါတယ်။သူကချက်ဖက်ကိုဒုတိယပွဲစီမှာအားသင့်စရာကောင်းတဲ့ဘယ်လက်တီအပါလဲအပါတယ်တကယ်လည်းပြင်းထန်တယ်။အဲ့လက်တီချက်ကိုပြစ်သွင်းလိုက်ပြီးတဲ့နောက်မှာတော့ပွဲကလုံးဝလှည့်ပြောင်းဖြစ်သွားခဲ့တယ်။ချက်ဖက်နောက်တောင်းကြတယ်။တစ်ချိန်ကြတယ်ပြန်ထတယ်ထိုးတယ်ထုံးမင်းအောင်ကပြန်ပြီးတော့ပွဲတယ်ပြီးလက်တန်းဇက်တိုက်ဆိုသလိုကြီးပဲတိုက်စစ်ဖွင့်ပြီးထိုးပလိုက်တယ်။နောက်တစ်ချိန်နောက်တောင်းကြတယ်ပြန်ထတယ်အမတ်စင်ရေတွက်ပြီးလို့ပြန်ပြီးတယ်ပြီးလိုက်တာနဲ့ပြန်ပြီးထုံးမင်းကထိုးတယ်တတိယတစ်ချိန်နောက်တောင်းကြပြီးတော့ ွဲတစ်ခါတည်းပြီးသွားတယ်အဲ့တော့ထွန်းမြောင်နိုင်ပွဲရတယ်ပေါ့လေ bonus layer သွားခဲ့တယ်အခုချိန်မှာတော့ထွန်းမြောင်ကသူ့ရဲ့မျက်ခုံကွက်တန်အောင်လဲဆောင်စီသွားပြီးတော့ချုပ်လိုက်ပါပြီကုသမှုခံနေပါပြီ18ချက်ချုပ်လိုက်ရတယ်ပေါ့လေသိမကြခင်မှာတော့သူ့အနေနဲ့လက်ကျင်ရည်ပြန်စားလိမ့်မယ်ထင်ပါတယ်ခင်ဗျပွဲကိုလည်းအမြန်ဆုံးထပ်ရဖို့ထွန်းမြောင်ကမျှော်လင့်နေပါတယ်အဲ့တော့ရှေ့လိုက်ပွဲစဉ်မှာလဲအခုလိုအားအသင့်စရာကောင်းတဲ့နိုင်ပွဲနဲ့အတူရလက်ကောင်းတွေကို ဖန်တီးပြနိုင်ပါစေလို့ထုံးမအောင်အတွက်ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြည့်တဲ့အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ